မင်္ဂလာပါဗျာအားလုံးကျန်းမာပါစေချမ်းသာပါစေဘိုင်ရဲကိုမျက်နှာမြဲဘိုင်ကိုတဲ့ကြောင့်အားလုံးပျော်ရွှင်ပါစေကြောင်းကိုဘိုင်ကြီးစုမကောင်းတောင်းပါတယ်ဗျာဘိုင်တီတော့ကြည့်နေတဲ့အချိန်မှာဒီဖိုင်လေးတက်လာတာကိုတွေ့တယ်ဒါဥနေအောင်ကိုသူဒီအဖိုးကြီးတယောက်ပေါ့ဗျာအဲဒါပြောနေတာကိုကျွန်တော်တွေ့တယ်အဲ့ဒါတချို့ပြည်သူတွေအတိအမှန်မှားမှာဆိုလို့နော်ဒါကျွန်တော်တို့ကလူငယ်ပိုင်းဖြစ်နေတဲ့လူငယ်ပိုင်းရဲ့အတိအတွေးခေါ်အမြင်ရဘလို့ရှိတယ်ဆိုတာကိုကျွန်တော်ပြန်လဲ share တဲ့မြောက်ဝေပေးပြီးတော့မှဒါကျွန်တော် reaction လုပ်သွားပြီးမှဖြစ်ပါတယ်ကျွန်တော်တို့အတူတူနားထောင်ကြည့်လိုက်အောင် 假如有些地方，五年啊，等不到宝妈，借助死的教，等不到哈，借助没留名的教，开摩尼石吧，太的教，有吧？好吧，他喊不拉吧，他会的，没开模拟石吧，你不得于，借助的呀，没没好嘛，他不呀好个来借吧，他们开模拟石吧哈，百度来说了五年哦，没对的了。 ကျွန်တော်အံ့ဩမိပါတယ်။အားကြောင့်လဲဆိုဦးနေအောင်ကျွန်တော်တဲ့အတံများကြီးကြီးတယ်။ခုနှစ်ဆယ်နဲ့ငါးနှစ်ရှိတယ်။တမတော်ကခမရရဲ့ဂျေဇုရှင်ခမရရဲ့ဘိုးဘာမိဘတွေလက်ထက်ကြရဝန်တန်းနေတမတော်ဝန်တန်းနေဖြစ်ခဲ့တယ်ဆိုတော့လက်ခံနေဦးနေအောင်မြင်ခနေ့တိုင်းကြီးအုပ်ချုပ်မင်းလုပ်နေတဲ့ဘိုးเจ้าမူကြီးမင်းအောင်လိုက်တဲ့အသက်ကြီးနေဦးနေအောင်ရဲ့ဖခင်ဟာတမတော်ဝန်တန်းဖြစ်ခဲ့တယ်ဆိုရင်လေအဲ့ဒီတမတော်ဝန်တန်းအနေနဲ့ကဘယ်နှခုနှစ်ကဖြစ်ခဲ့တာလဲ 爱情侬啊，多么牢固！人马那个多么牢固，好的啦，米都多么牢固，好的啦。阿拉不就昂生来太多啊？屋内昂也没办法个，多么也当我听个他皮巴里面。比如去，比如是恁妈呗，谈谈嘛，这个接筑系统啊，多么老啦，这个接筑系统啊，比础啦，花草、水片，你是否搞嘛的无聊？ တကယ်တော့တမတော်ဆိုတာပြည်သူဝင်ထမ်းပါပြည်သူကပေးပြည်သူကကြွေးတယ်လဆာနဲ့တမတော်လို့ရက်တည်ခဲ့တာပါအဲ့ဒီခြေစူးတရားကိုခင်မွန်ကြီးထိုက်ပါတယ်လို့သိရှိနားလည်ရင်တကယ်ခင်မွန်ကြီးထိုက်သူဟာတမတော်မဟုတ်ဘူးဆိုတာခမကွင်းကွက်ကွက်နားလည်နိုင်ပါလိမ့်မယ်တကယ်ခင်မွန်ကြီးထိုက်တဲ့ပြည်သူကိုဂနေ့တပ်ဖြတ်နေတဲ့အစိုးရကိုမှ ခမ အစိုးရလို့သူကိုယ်သူကင်ပွန်းတက်ထားတဲ့အာနာရှင်ကိုခမားကဂျေဇူးရှိနေသေးတယ်ဆိုရင်တော့ခမားတကယ်ခုတ်ရတခြားထိတ်ရတခြားဖြစ်နေပါလိမ့်မယ်တကယ်ဒီနေရာမှာကျွန်တော်ပြောချင်တာကဒါဒီဖိုးကြီးပေါ့ဒီဖိုးကြီးကဘယ်လိုလဲမသိပါဘူးဒါကျွန်တော်အခုမှတွေ့တာတွေ့တွေ့ဘူးလားပေါ့နော်ဒီဖိုးကြီးကဘယ်လိုလဲမသိကျွန်တော်ဒီ line မှာကျွန်တော်ဒါ direction နေချက်တစ်ဖက်အကြက်ဖက်ကသူတွေရဲ့ ဒါဒီမှားရင်းသာပြောဆိုနေတဲ့ကိစ္စတွေအားလုံးကိုကျွန်တော်တော်တော်များများ reaction လုပ်ပေးပါတယ်လုပ်တယ်เนาะအဓိကတော့ကျွန်တော်တို့ကအတိအမြင်မှားတဲ့ဟာတွေကလူကြီးတွေလည်းမှားတာပဲဗျာလူငယ်တွေလည်းမှားတာပဲအသက်တအကြီးသွားတယ်အသက်ကြီးသွားတာပဲအဖတ်တယ်မယ်ဗျာတန်ဖိုးရှိတဲ့သူတွေမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့သုံးသပ်ခြင်းတယ်ဒါဒီပုံပုံကြီးပြောရတဲ့စကားကိုပဲကျွန်တော်ဟိုပြန်ပြောပြမှာเนาะဒါသမိုင်းဆိုင်လူတွေနားလေဖို့ပဲကျွန်တော်ပြန်ပြပြမှာခင်မုန်းကြီးစေပါအကြောင်းသူပြောတာအဲပြည်သူရှိလို့တတ်မတော်ရှိတယ်ပေါ့ တက်မဟုတ်ဘူးဒါခင်မွန်းကြီးစေပါတဲ့မှာပါတယ်လို့ဒါဦးနေအောင်ပြောလိုက်တဲ့စကားကိုသူကပြန်လိုက်ထေပါပြီးတော့ဒါထိုင်းမျိုးပေါ့တကယ်ခင်မွန်းကြီးစေပါ ပြည်သူလို့သူပြောကျင်တဲ့စကားအဲ့တော့ဟုတ်ပြီညီကောင်မောင်နှမတွေအကုန်လုံးသိတဲ့ခင်မွန်းကြီးစေပါဆိုတဲ့စကားကဘယ်ရလာတာလဲအဲ့ဒီစကားကိုအရင်ဆုံးကျွန်တော်စကားပြောမယ်တရားလို့မပြောသေးဘူးနော်စကားလို့အရင်ပြောတာအဲ့ဒီစကားကြီးမြတ်စွာဘုရားကနှုတ်ကမိတ်တဲ့စကားနဲ့တရားဖြစ်သွားခဲ့တယ် ခင်မွန်ကြီးစိတ်ပါဟုတ်ပြီမြတ်စွာဘုရားကပြည်သူတွေကထွက်နေတာလားဘိုးဘော်ကကြာလာတာလားဒါကိုထပ်စဉ်းစားလိုက်ဆန်းခင်ဗျားတို့ကထမင်းစားတဲ့အုံအောင်လည်းရှိတယ်ခေါင်းလည်းရှိတယ်အသိဉာဏ်ပညာလည်းရှိတယ်ဆိုထပ်စဉ်းစားလိုက်မြတ်စွာဘုရားဘယ်တရားထွက်တာလဲပြည်သူတွေကထွက်တာမလားမြတ်စွာဘုရားတရားတော်တယ်ဟုတ်ကခင်မွန်ကြီးစိတ်ပါဆိုတော့မြတ်စွာဘုရားမိန့်တော်မူတာမလားအဲ့တော့ခင်ဗျားတို့ကိုးကွယ်နေတာကပြည်သူကိုကိုးကွယ်တာလားမြတ်စွာဘုရားကိုကိုးကွယ်တာလားခင်ဗျားဗုဒ္ဓဘာသာဆို ဟုတ်လားပြည်သူကဘယ်နေရာမှာလဲထူးခြားတဲ့အဲဝိသေသနာနဲ့ပြည်စုံတဲ့ပုံကိုယ်တွေနော်ဒါတွေကဒါတွေကသူတို့တွေရဲ့ရှေးဆောင်လမ်းပြတဲ့ဒါသူတို့ရဲ့ကျေးဇူးတရားရှိတဲ့ပုံကိုယ်တွေဖြစ်တဲ့ဒါကျေးဇူးတရားကိုခေမွန်ကြီးဆယ်ပါးထဲမှာထည့်တာပြည်သူကနေပြီးတော့မှခေမွန်ကြီးဆယ်ပါးပြတာပြည်သူတရားနဲ့မှာမျက်စောပြရရှေ့ပြတာမဟုတ်ဘူးလားဟမ်ဟုတ်လားတိသရမင်းသားနေမှာဟာလားဂေါတမဖြစ်အောင်သူစူးစမ်းတယ်အဲ့ဒါပြည်သူတွေကဖြစ်သွားတာလားကောင်းငယ်ကကြတာလားဂေါတမမြတ်စွာဘုရားက မဟုတ်ဘူးလေပြည်သူတွေကမှထောက်တာတူပြတ်တဲ့ပုံကိုလေမွန်ကြီးဆယ်ပါးထဲမှာထိုက်တဲ့သူတွေကိုမစော်ကားနဲ့အသိဉာဏ်ပညာကို share တဲ့မျှဝေပေးတဲ့သူကဒီဟာလေးကအသိပညာလေးမျှဝေပေးတဲ့သူပဲဖြစ်ဖြစ်မိမိကတလုံစားဘူးသူကျေးဇူးပဲရှိတဲ့သူပဲဖြစ်ဒါကိုခင်မွန်ကြီးဆယ်ပါးလို့ပြောတာကိုဒီဘိုးကြီးကဘလို့နားမလဲတာလဲမသိတော့ခမင်းတော်ခမရစားတယ်တော့ကျွန်တော်ယူစားတယ်ဗျာဘာဖြစ်လို့ဆိုအသက်လည်းတော်တော်ကြီးနေပြီ။ညီမရိုက်တဲ့ပုံစံကနောက်မှကျွန်တော်ဒီ file ကိုတိတ်တာလိုက်လေ့လာလိုက်တဲ့အခါကျတော့ ဖယားကြောင့်ဖုန်ကြီးကြောင်းလာပါလားမဟုတ်ဘူးရဲ့နောက်ခံနေမှာပြပြီးတော့ခင်ဗျတော်ခုံနေအုတ်ခုံနေမှာထိုင်ရိုက်တာကိုကျွန်တော်တွေ့ရတယ်ကျွန်တော်အဲ့ဒါကြည့်ပြီးတော့ဒါကိုကျွန်တော်ကတခါတည်းပဲလုပ်ပြီးတာပါနော်ဒါကိုတခါတည်းလုပ်ပြအဲ့တော့ခင်မွန်ကြီးဆယ်ပါးကပြည်သူတွေကလာလာလာထူးခြားသောဝိသေသနာရှိနေတဲ့ပုံကိုယ်တွေကထူးခြားတဲ့ဒါသူတို့ရဲ့အတိအမြင်အတွေ့အာရုံဒါသူတို့ရဲ့အဲ့ဒီနဲ့ခင်ဗျားတို့တော်နေဆုံးပါပြီအဲ့ဒီရဲ့ဂျေစုတရားကိုခံလာပြီအဲ့ဒီဂျေစုတရားကြောင့်ခမွန်ကြီးဆယ်ပါးဖြစ်တာမဟုတ်ဘူးလားဟမ် အဲ့တော့အဲကျွန်တော်မပြောတော့ငါပြည်သူဆိုတဲ့ဇကားပြောလို့ဆိုတာပြည်သူဆိုတဲ့ဇကားကိုပြောတာဟုတ်ပြီဦးနှစ်ယောက်ပြောတယ်တက်ကနေပါပြည်သူတွေကမှထွက်သွားတာအဲ့ဆိုတော့အဲ့ဒီပုံကိုဒီဒီလိုနိုင်ငံကိုကာကွယ်ပေးနေလို့ဒီလိုကာကွယ်စောင့်ရှောက်နေလို့ခမရသမီးတွေကလားယံလွတ်နေတာလေဟမ်ခမရတို့နိုင်ငံကလားယံလွတ်နေတာပေါ့အဲ့တော့ဂျပန်ခမရတို့လာပြီးတော့တက်လို့တယ်နော်ခင်ဗျားတို့မိမိမှာခင်ဗျားတို့အဖေမေတွေညီကောင်မတွေမိပါတယ်အဲခင်ဗျားတို့မိမမိတော့ကျွန်တော်မသိဘူးဟာလာအင်္ဂလိပ်ကတက်လို့တယ် အမျိုးမျိုးအလုပ်ခံနေကြတာခင်ဗျားတို့ဝင်အဲ့တော့အဲ့ဒီကမှလူတွေအားလုံးအောင်ထွက်လာပြီးတော့မှဘာဖြစ်လဲစစ်တပ်ကြီးဆိုဖွဲ့စည်းလိုက်တယ်နောက်ဆုံးနိုင်ငံကြီးသွားတာဗိုလ်ချုပ်အောင်ဆန်းမှစတ်နိုင်ငံကြီးသွားတာဗိုလ်ချုပ်အောင်ဆန်းနိုင်ငံကြီးတလုံးဝတိုက်လာတာပဲနှစ်ပေါင်းရာကျော်တိုက်လာတာပဲ နှစ်ပေါင်းရတော့တိုက်လာတာပဲ။ဟိုပြည်သူရှိတယ်ဟိုဘာညာတွေနဲ့တက်မြောင်နဲ့တက်မြောင်ဆိုတဲ့အဖွဲ့ကြီးကဟိုအနော်ထမင်းလက်ထက်ဒါရှေ့ပကံမင်းနဲ့အဆက်ဆက်တဲ့အင်းဝမင်းနဲ့အဆက်ဆက်တဲ့ဒီတက်မြောင်ဆိုတာရှိလာတာလူတွေသာပြောင်းလာတာတက်မြောင်ဆိုတဲ့အဖွဲ့ကြီးကအင်ဖာယာရဲ့ရှိပြီးသားနိုင်ငံရှိဒီအဖွဲ့ကြီးဆိုတာရှိတယ်။တိလားဒီဝစီမရှိတော့လို့ပြက်စီးသွားတဲ့အချိန်ကပါလေနိုင်ငံပြက်စီးသွားတဲ့အချိန်ပဲ။ဒါကဒီအဖွဲ့ကြီးဒီတက်မြောင်ဆိုတာကျေးဇူးကိုရှိဖို့ကြာခမသားဝင်လေခမသားဒီတဲမှာစစ်သားပဲဖြစ်နေမယ် တိုက်မတော်မဖြစ်ဘူးတိုက်မတော်ဆိုတာအဖွဲ့စည်းရိုက်ဒီကိုပြောနေတာညဘလို့လေးနားလည်မှုလွဲနေလည်းမသိဘူးဒီကိုတီဆောင်းနိုင်ဖို့တိုင်းကြီးကိုကာဝနိုင်ဖို့တိုင်းကြီးမှာရှိနေတဲ့ပြည်သူလူထုတွေအဲခမားပြောတဲ့ပြည်သူပေါ့ဗျာနော်အကြမ်းဖက်တဲ့ကောင်မဖြစ်ဖြစ်အကြမ်းမဖက်တဲ့ကောင်မသခိုးပဲဖြစ်ဖြစ်ကပိုင်းနဲ့ပဲဖြစ်ကလင်ငါကျက်ပဲဖြစ်အယောင်ဆောင်ပဲဖြစ်ဖြစ်အဲဘလို့နီးတဲ့ကောင်တွေပဲဖြစ်ဒီလူတွေကိုအဲကာကွယ်ပေးနေတက်မတော်ဆိုတဲ့အဖွဲ့ကြီးခမားတို့ဒီတက်မတော်ဆိုတဲ့အဖွဲ့အစည်းကခမားတို့ ဒါခင်မုန်းကြီးဆယ်ပါးမှမတက်ကိုကိုကျေးဇူးရှင်တယ်ဆိုတာကျေးဇူးလို့ရှိတာကိုကျေးဇူးရှိမှမသိတဲ့ကွာခင်ဗျားတို့တလိမ့်ဆန်အစင်မှရှိတော့လေနော်တန်းတော့ဆိုတဲ့အဖွဲကြီးကိုကြုံပြောတာနော်ခမင်းစားရင်တော့နည်းနည်းနားလေဟာလားအမောင်ရဲ့စစ်သားပဲကွာဆိုမောင်ရဲ့ငါတို့ကျေးဇူးရှင်လို့ပြောတာမဟုတ်ဘူးအတာခွေးရဲ့စစ်သားပဲဒီကမတည်းဘာဖြစ်ကြမလဲတာခွေးရဲ့စစ်သားပဲဆိုပြီးတာခွေးရဲ့ငါတို့ရဲ့ကျေးဇူးရှင်လို့ခင်ဗျားတို့ပြောတဲ့စကားတလုံးမှမရှိဘူးတန်းတော့ဆိုတဲ့အဖွဲကြီးကိုပြောတာ ခဏဗိုလ်ချုပ်ဆန်းလက်ထက်ကပါစေဗိုလ်ချုပ်ဆန်းအဖေအဖိုးဘာတဲ့ဘုံမင်းအောင်လို့လက်ထက်ကပါစေဘုံမင်းအောင်ရဲ့ဟိုးဘက်ထက်ကဖိုးလက်ထက်ပဲဖြစ်ဖြစ်ဘယ်လက်ထက်ဖြစ်ဖြစ်အဲ့ဒီအဖွဲကြီးကိုပြောနေတာအဲ့ဒီလူတွေကိုပြောနေတာမဟုတ်ခဏဘလို့တွေအာယုံတွေစားနေလဲဘလို့တွေလွဲနေလဲတော့မသိဘူးဗျာခဏတို့အဲ့လိုအတိညာနေမဲ့နေလို့တိုင်းမီဟာအခုလို့ဒုက္ခရအောင်ခဏပြောတော့ဆက်နာထားမှာဒီတပိုင်းတွေပဲရှင်းမှာခဏဦးဦးနေအောင်ကြီးပြောတဲ့ခေမုန်းကြီး၁၀ပါးဆိုတာကဒီဟာကိုပြောတာခမရပြည်သူပြောတယ်ဆိုတော့ခမရကိုယ်တိုင်ကအောက်တန်းစားဖြစ်နေတာနော် ဒီစကားကဘယ်ရလာလဲမြတ်စွာဘုရားရှင်နှုတ်ကပတ်တော်လားမြတ်စွာဘုရားဘုရားပြည်သူတွေကထွက်တယ်ဆိုပြီးတော့လုံးပါအဲ့ဒါဆိုမြတ်စွာဘုရားဒီပြည်သူကဘာလို့ဟောနေပြမြတ်စွာဘုရားပြည်သူပဲကိုးကွယ်တော်ဗောမြတ်စွာဘုရားခင်ဗျားတို့ပြည်သူတွေဘာကိုးကွယ်နေရလဲထွန်းမြတ်တဲ့ဝိသနာရှိတဲ့ပုဂ္ဂိုလ်တွေကိုကိုးကွယ်တာထွန်းမြတ်တဲ့ဝိသနာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အဆုံးအမကိုနားခံတာနော်ကိုယ်တည်းအကျိုးရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်တွေရဲ့ကျေးဇူးတရားကိုခံစားတာဒါကိုပြောတာဘလို့နားမလဲလဲဘိုးကြီးအသက်တော်ကြီးနေပြီဗျာခင်ဗျား ဟိုတလေးဆန်တွေးလောက်တော့မတွေးပါနဲ့စားမဲ့အိမ်မှာမေးထုံမပြောမဲ့လောက်မလုံနဲ့နည်းနည်းအိုးနောက်ကိုဖြန့်ကျက်စမ်းပါเนาะကျွန်တော်ပြောချင်တာနောက်ဆက်သားထောက်လိုက်မှာခင်ဗျားပြောတာလေးကိုခင်မွန်ကြီးဟာဘယ်သူလဲဆိုတာကိုခင်ဗျားသိဖို့အရန်ကောင်းပါတယ်နောက်ပြီးတော့ခင်ဗျားကပြောတယ်ဗျာတမလို့ကပေးတဲ့ပိုက်ဆံလေးလစာလေးနဲ့ခင်ဗျားက BSC MSC ဘွဲ့ရခဲ့တယ်ဒီကျေးဇူးကိုကျွန်တော်မေးလို့ရပါမလားမှန်တာပေါ့မှန်တာပေါ့ တမတော်ကိုယေရှုတင်ရမှာလားကျွန်တော်ခုနမိကုန်းလို့ပါပဲတမတော်ကိုလောက်ကျွေးတမှုတမတော်အပေါ်မှာနာစာတွေထုတ်ပေးနေတဲ့ပြည်သူတွေရဲ့ချွေးနှဲစာနဲ့ရရှိလာတဲ့ယေရှုတရားကိုသိပြီးငါရထားတဲ့ MSC ဘွဲ့တီငါရထားတဲ့ BSC ဘွဲ့တီတို့ပြည်သူလူထုကနေပေးလို့တို့ဖေဖေရတို့ဖေဖေကရလို့ငါကြောင်းနေရတယ်ငါကြောင်းနေရလို့ဒီဘွဲ့ရတယ်လို့ခမရနားမလည်ဘူးလား ကျေးဇူးရှိသူကိုကျေးဇူးကမ်းနေတာကခမလူမှားနေတယ်နော်တမတော်မဟုတ်ဘူးခမကျေးဇူးရှင်က တကယ်ကျေးဇူးရှင်အစ်စ်ကပြည်သူလူထုဖြစ်တယ်ဆိုတာကိုခမလုံးဝအမေလုံးဝမမေ့စေချင်ဘူးဗျာနောက်တကအခုပြည်တော်စုနဲ့ကြက်လန်ရေးဖွံ့ဖြိုးရေးအသင်းကိုနှလုံးသားတွေကချစ်တယ်ဘာကြောင့်လဲပြည်တော်စုကြက်လန်နဲ့ဖွံ့ဖြိုးရေးအသင်းဆိုတာစစ်တပ်ကနေလာတာ ဟုတ်ပြီ ကျွန်တော်တို့ပြည်သူလူထုတစ်ခုလုံးကသိရှိနားလည်ထားတာကစစ်တပ်ဒီကာကွယ်ရေးလုပ်ငန်းကိုလုပ်ရမယ်။တိုင်းပြည်ရဲ့ပြန်လဲတည်ဆောက်တဲ့နိုင်ငံရေးလုပ်ငန်းတွေမှာစစ်တပ်နဲ့လာလာမှမထိုက်တန်ဘူး။အဲ့တော့မိမိနဲ့မထိုက်တန်တဲ့အလုပ်ကိုဝင်ပြောက်ပြီးစော့ဖတ်နေတဲ့စစ်တပ်ကိုခမားကထောက်ခံနေခြင်းဒီပြည်သူလူထုအပေါ်ကိုစော်ကားရရောက်ပါတယ်။ဘာကြောင့်လဲဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်တော့မယ်ဆိုရင်ဒီမိုကရေစီစနစ်ဟာ အချုပ်ချအာနာဤမူလပန်ရှင်သည်ပြည်သူလူလူတာဖြစ်သည်အချုပ်ချအာနာသည်ပြည်သူထံကစင်တတ်သည်တမ္မတော်ကစင်တတ်တာမဟုတ်ဘူးအာနာရှင်ကြီးကစင်တတ်တာမဟုတ်ဘူးနောက်ပြီးတော့ခမကနိုင်ငံတော်ရဲ့နိုင်ငံတော်အစိုးရကခိုင်းရင်ဘယ်သူမှဆိုလို့ရမယ်အဲ့ဒါခိုင်းတင်တတ်တယ်ဆိုပြီးခင်ဗျာပြောတယ်အစိုးရပြည်သူကတင်မြောင်းမှာအစိုးရလေပြည်သူကမှမကြိုက်လို့စန့်ကျင်ထားတဲ့ အဖွဲ့အစည်းပြည်သူကိုတက်ရွာတွေကိုမိရှုတားမြုပ်တမျိုးတွေမရင်းပြအဖိုးဘွားတွေကိုဟလာအရှင်လက်လက်မိရှုကြုံပြုနေတဲ့ဒီအစိုးရမျိုးကိုပြည်သူလူထုကလက်မခံဘူးဆိုရင်အစိုးရမှာမဟုတ်တာအာဏာပိုင်မှာမဟုတ်တာဆိုလို့ရှိရင်ဒီဖက်ဖိုးကြီးစကားပြောဆိုဒါအကြမ်းဖက်အဖွဲ့အားဖြစ်မယ်။ဘာဖြစ်လို့လဲဆိုတော့ဒါဗျဲမတာပြောပြီးတော့အောက်တန်းစားစကားတွေပြောနေတာဖြစ်တယ်။ဥတိယဝကြီးကဟာဒါသူ့အစု ပြိခိုင်ပြောဖို့ပဲအားပေးအားပေးသူဥပဒ်သူသူ့နှလုံးသားထဲကသူအားပေးတာအကိုသူသူ့အကြောင်းလေဒါခမားအကြောင်းနဲ့မဟုတ်ဘူးဟုတ်လားသူ့အကြောင်းသူကသူကြိုက်လို့သူအားပေးတယ်ပြောတာခမားလို့အားပေးပါအားမအားမပေးမရောဆိုလဲချိန်ကြောက်တာမဟုတ်ဘူးအဲဒါကြိုက်ကိုကြိုက်တယ်လို့ကိုမဲတဲ့အားတော့သူကြိုက်တယ်ဒါသူပြောတာဒါသူ့ရဲ့လွတ်လပ်ပိုင်ခွင့်လေခမားဝင်ဆော့ဖက်စရာအကြောင်းမရှိဘူးဒီမိုကရေစီကိုဘယ်သူပေးခဲ့တာလဲခမားတို့တေးကြကြစဉ်းစားနေတယ် ဓမ္မကေစီကိုတက်မတော်ကမင်းတို့ကဲဓမ္မကေစီလုံးမှာမလားလုံးပါဆိုလုံးဆိုပြီးတော့2000အခြေခံဥတွေကိုရေးဆွဲပေးပြီးတော့ခင်ဗျားတို့ဓမ္မကေစီပေးခဲ့တာမဟုတ်ဘူးလားအဲ့တော့ဟုတ်ပြီဦးသေးစိတ်လက်ထက်တက်လာပြီဟုတ်ပြီတောင်အောင်ဆန်းစုကြည်လက်ထက်တက်လာပြီဟုတ်ပြီမဲသမတမမှုကိုဖြည့်ရှင်းပေးဖို့ကိုတောင်းဆိုတာကိုခင်ဗျားဘာဖြစ်လို့မလေ့လာတာလဲတော်တယ်မှာခင်ဗျားအာစကားတော့မရိုင်းတော့ပါဘူးเนาะမရိုင်းပါဘူးအဲပြောချင်တာပါပြောချင်တာပါခင်ဗျားဘာလုပ်နေလဲ ခင်ဗျားမတိကြဘူးတင်လို့ရှင်လို့ရှင်မဲရွေးကောက်ပွဲမှာမဲမတော်မှာဘူးဖြစ်တာမသိရောဆိုခင်ဗျားတို့အဲ့မှာပြနေတဲ့ website တွေရှိတဲ့ဓာတ်ရိုက်မေးလေဓာတ်ရိုက်လုပ်လေဟာလာဓမ္မကိစီမှာဒီလိုမျိုးဒီမဲမတော်မှာဘူးဖြစ်လို့ရှင်လို့ရှင်ဒါအာဘာဖြစ်နိုင်တယ်လဲဘာဖြစ်နိုင်တယ်ဆိုဓမ္မကိစီပြတ်သုံးနိုင်တဲ့မဲစနစ်နဲ့တွားတာဖြစ်တယ်ဓမ္မကိစီမှာဟာလာပြည်သူအကြိုက်ကိုတွားတာဖြစ်တယ်အဲ့တော့မဲလိမ်မှုမဲမတော်မှာဘူးဖြစ်တဲ့ဖြည့်ရှင်းပေးခဲ့တဲ့အချိန်မှာမဖြည့်ရှင်းမိတဲ့ပြဿနာပေါ်ရားနေမျိုးမှာအခုလိုဖြစ်သွားတာမဟုတ်ဘူးလား အဲ့တော့တကယ်ကနိုင်ငံရဲ့ပြဿနာတွေဖြစ်လာတိုင်းတပ်မတော်ကပဲထိန်းသိမ်းကာကွယ်ဆောက်ရှောက်တာမဟုတ်ဘူးလားဟုတ်လားအဲ့တော့ခင်ဗျအဲ့ဒါကျွန်တော်အများကြီးမပြောခင်ဗျတပ်မတော်ကမရေကျင့်တဲ့လူတက်တဲ့မီးရှို့တဲ့ဘာညာပြောလို့တရက်တစ်ခုလဲတော့ခင်ဗျဝင်သွားကြည့်လိုက်နိုင်ရှောက်ပြီးဝင်သွားကြည့်လိုက်မိန်းလန်းအောင်ရှောက်လို့မရအောင်နော်ဘိုကြီးရှိနေခင်ဗျအဲ့ရနဲ့ဝိုက်သွားမှာအဲ့လောက်စီကံကြည့်တာအင်းလိုက်ရှိတယ်မလားခင်ဗျမယုံဘူးလမ်းလျှောက်ကြည့်လိုက်တရင်ထိတ်ကနေတော့ဝင်သွားလိုက်တက်တက်ဝင်သွားလိုက်ဒီနေရာမှာဘုတ်ကြီးရှိတယ်ဆိုအဲ့ဘုတ်ကြီးကြီးကခင်ဗျဖြတ်လျှောက်လို့မရအောင် လမ်းနဲ့ပတ်ပြီးသွားမှာဘာဖြစ်လို့စီကန်းကိုကြည့်လို့မြပောက်ကြီးရလေးရှောက်မယ်နဲ့ခင်ဗျာမှန်တယ်ဆိုဖိုင်သက်တွေပြလိုက်လေဒါခင်ဗျားကစော်ကားတာမှဒါနိုင်ငံတော်အကြီးညိုပြည့်စုံမှုတော်မှဒါခင်ဗျားတော်တော်ကိုလွန်လွန်စော်ကားတာလွန်လွန်ကျွကျကိုစော်ကားတာဖြစ်တယ်နော်ခင်ဗျားတို့တက်တွေတက်ကရရှိပြာထုတ်ဟုတ်လားဒီမှာစစ်သားတွေဒီမှာမထိန်တင်ပါနဲ့ဒီမှာမီးရှော့မီးရှော့မှာအကြမ်းဖက်ရွာတွေအကြမ်းဖက်စကန်တွေအကုန်မီးရှော့ပြီးဖျက်ဆီးရမှာပဲ လူတိုင်းလုံးနေနေရတဲ့အကောင်မီးရှို့ပြီးဖျက်ဆီးရမှာပဲဟာလာတန်းတော့စက်ကြီးကောက်တယ်ဆိုကောက်တဲ့နေရာကိုပြဟာလာမီးရှို့တဲ့နေရာအကြမ်းဖက်မှန်ကအကောင်ရှို့မှာပဲခင်ဗျားတန်းတော့အားနေမီးလာရှို့နေရလားခင်ဗျားတို့နှစ်တက်တက်တက်လုံးခင်ဗျားတက်တက်လုံးမှာခင်ဗျားကြားဘူးလားခင်ဗျားကအတက်က60လောက်ရှိမယ်ထင်ပါလားခင်ဗျားအတက်တက်တက်လုံးမှာဒါမျိုးတွေကြော်ဘူးလားအခုခင်ဗျား2020တဲ့အရေးကမှ level နဲ့ခေါင်းတွေဖြတ်တဲ့ file ကိုခင်ဗျားမမြင်ဘူးလားဟမ်မမြင်ဘူးလို့ရှိရင်ခင်ဗျားတက်ဒီကန်နေမှာလဲရိုက်ချလို့ရတယ် ကျွန်တော်စီမှာတော့ခဏတို့အကြမ်းဖက်တွေလက်မဲ့ဖြက်တတ်ဖြက်ထားတဲ့ဖိုင်တွေကယာနေကြီးရှိတယ်သိလားနော်နောက်ဆုံးခင်ဗျာ Telegram ဒီမှာကြည့်ခင်ဗျားတို့အကြမ်းဖက်တွေဘလို့တတ်ဖြတ်နေကြလဲဆိုတာဘလို့တွေလုံနေကြလဲဆိုတာခင်ဗျားတို့နားကိုမပါတော့တာလားအဲ့တော့ခင်ဗျားကအသက်လဲကြည့်ပြီးအဲ့လောက်တွေအတွေးကောဉာဏ်ပညာနည်းလုံးအားကြည့်တာတော့ဒါခင်ဗျာမြန်မာတယောက်နေနဲ့ခင်ဗျားကိုရှက်ဖို့ကောင်းတယ်လို့ကျွန်တော်နေနဲ့ပြောနေတယ်အကြမ်းဖက်ဆိုတော့ရှင်းပြမှာဒါတော့သိကြတယ်နော်ခင်ဗျားပြောတော့ဆက်နားထောင်အောင်မယ်နားကြတော့တိတ်အဆင်မပြေဘူးခင်ဗျားက တလွဲစပင်ကောင်းတယ်တကယ်တော့ခမရတက်ထားတယ် MSC PSC ပညာမဟုတ်ဘူးခမရတင်ညာတွေဖြစ်တယ်ပညာဆိုတာကျွန်တော်အကျိုးအကြောင်းအဆိုးအကောင်းဘာလို့ပဲဖြစ်ဖြစ်ဝေဖန်နိုင်မှ ပိုင်းခြားနိုင်မှသိရှိနိုင်မှပညာရှိဖြစ်တာခမရဘွဲတွေယူထားတာခမရတကယ်တင်ညာတက်တာမဟုတ်တာခမရတင်ညာတွေပဲတက်ထားတယ်အဲ့တော့ခမရတကယ်ဂျေဇူးရှိတိုက်တယ်ကိုဂျေဇူးပြုတ်မယ်ဆိုလို့ရှိရင်ခမရကိုကျွန်တော်ဥပမာလေးတစ်ခုပြောပြမယ် 哎家你要看看，泡一长的长嘛？亏嘞，亏嘞呢！一鱼嘛，咪过杀到的不啦？啊，你咪过杀到你的，听嘛？泡鱼啊，昨年过年那个，那长嘛你的嘞？隔壁家是哦，你那最开的，啊，你最开那看嘛？隔壁也是你先做的，你先做的看嘛？隔壁也是你先做的看嘛？亏的啊，隔壁家有呗，对。这个最开的泡鱼我们对，跟你说泡鱼啊，拖拉比亏的，昨年过年杀你的，看没有嘛？ ပီတိဖြစ်ခြင်းလို့ဘုန်းကြီးကလာကြည့်တဲ့အခါမှာအဲ့ဒီခွေးကြီးကသမင်းကျွေးတဲ့ဘုန်းကြီးကိုကတ်အဲ့မှာလည်းဘုန်းကြီးကပြောတယ်အော်ခွေးဆိုတာဒါမျိုးပါလားကျွေးတဲ့ငါ့ကိုမသိဘူးပေးတဲ့ငါ့ကိုမသိဘဲနဲ့ကျွေးတဲ့သူတို့သူတော်ကိုဒါကပိယကိုဒါသူတို့ကတိကျတာပါလားအဲ့လိုပါပဲဦးနေအောင်ခမရအနေနဲ့လေတကယ်ကျွေးနေတဲ့ဇာတော်ဖြစ်ဇာတော်နဲ့လာလံသူတဲ့ ပြည်သူလူထုရဲ့ကျေးဇူးတရားကိုခင်ဗျားသိဖို့ကောင်းအဲ့လိုမဟုတ်ဘဲနဲ့ဆရာတော်ကဘေးပါကျွေးပါဆိုပြီးတော့ဘေးထားတဲ့ဘုသူတော်လူပုဂ္ဂိုလ်မျိုးကမှခင်ဗျားကကျေးဇူးရှိတယ်လို့ပုဂ္ဂိုလ်ယူဆတယ်ဆိုရင်ခင်ဗျားအတိညာဟာဘယ်လိုအတိညာမျိုးလဲဆိုတာပုဂ္ဂိုလ်နားလည်ဖို့ကောင်းပါတယ်ဦးနေအောင်အသက်85နှစ်ရှိနေပြီအဲ့တော့ခင်ဗျားပြောတဲ့စကားကိုပဲကျွန်တော်ပြောမယ်ခင်ဗျားကလည်းပုံပြင်ပြောလို့ပါခင်ဗျားပုံပြင်အကြောင်းပါကျွန်တော်ဆက်ပြောလိုက်ဟုတ်လားဖုန်းကြီးက စောညာဟင်းညာနေကိုကပ္ပိယကိုသွားပြီးတော့ခွေးကိုကြွေးကိုင်းတယ်အဲ့ဒီခွေးကကပ္ပိယကိုပဲသိတယ်ဘုန်းကြီးကိုမသိဘူးအဲ့ဒါကအဓိကအဖြစ်ပဲအဓိကအဖြစ်ကခမည်းအလားကိုသိဖို့လိုတယ်နော်တကယ်နိုင်ငံကိုကာဝယ်ဆောက်ရှောက်ပေးနေတဲ့တပ်မတော်ကြတော့ခမည်းတော်ကယေရှုရှင်မန်းကိုမသိဘူးကပ္ပိယကြတော့ခမည်းတော်ကဘာလဲအဲအစိုးရဆိုတဲ့ဟာကယေရှုရှင်လို့ခမည်းတော်ကသိတာနော်ဒီတမ်းတော်ကြီးမရှိခမည်းတော်အစိုးရရန်ရဘလို့လဲပတ်မလဲ ဒီကာကိုစောင်းစောင်းမှုကြီးမရှိလို့ရှင်ခမည်းမင်းမလည်းသူများတက်လို့မှာပဲခမည်းသမီးလည်းသူများတက်လို့မှာပဲခမည်းကျန်တာကျွန်တော်စကားအများကြီးမပြောခမည်း2021အရေးခင်းမှာဟာခမည်းတို့ဆိုပုံမိတယ်ခမည်း20လောက်မိတယ်88လောက်တိမိတယ်ကျွန်တော်2021မှာကောင်းကောင်းမိတယ်စစ်တပ်အုပ်ချုပ်မှုမရှိဘူးရဲအုပ်ချုပ်မှုမရှိဘူးကျွန်တော်လမ်းထိပ်ထွက်လို့မရဘူးလမ်းထိပ်ကမှာအကုန်ပိတ်ထားတာကားလေးမောင်းပြီးထွက်မယ်လဲလုံးလိုက်တော့အညီလေးကိုဈေးလေးတောင်းဝယ်ခြင်းလို့ပါသားအာ မဟုတ်တဲ့ဟိုနေလမ်းတွေကကျွန်တော်ပိတ်ထားတယ်မဟုတ်ညီလေးရဲ့ကိုကြီးရေးလေးတော့ဝယ်ခြင်းလို့ပါအာဒီလိုပါကိုကြီးပါလို့ပြောတော့မှအဲ့တော့မှဖွဲ့မိတယ်ကျွန်တော်ကဒီကဖွဲ့မိလိုက်လဲခင်ဗျဟိုရှေ့တီသွားလို့ရမှာမဟုတ်တာဟိုရှေ့ကြပိတ်တာအကန့်အကန့်နဲ့အကုန်လုံးလမ်းတွေမှာပိတ်ထားကြအခဏတော့ရက်ွက်တွေလည်းဖြစ်တယ်နော်မဖြစ်စရာအကြောင်းမရှိဘူးခင်ဗျားတို့ရွာတွေမှာလည်းဖြစ်တယ်မဖြစ်စရာအကြောင်းမရှိဘူးအဲ့တော့စစ်တပ်မရှိဘူးရဲမရှိတော့အုပ်ချုပ်မှုမရှိတော့တဲ့ခါမှဘာဖြစ်သွားလဲအကုန်ခွေးတွေဖြစ်မကြဘူးလားအကုန်ပိတ်ဟိုပိတ်ဒီပိတ်ဟိုကြောက်ဒီကြောက်ခင်ဗျားသဘောပေါက်လား ကျွေးတဲ့သူမရှိပဲနဲ့အလဲရကောင်ကဘာမှသွားပြီးခိုးရမကျွေးနိုင်ကျွေးကိုင်းနဲ့ဖုံကြီးမရှိပဲနဲ့အလဲရကပီယာဆိုတဲ့ကောင်ကခွေးကိုသွားမကျွေးနိုင်ဘူးကာဝယ်ရှောက်ရှောက်မှုမရှိထားပဲနဲ့အဲ့ဒီအလဲရကောင်ပြည်သူအစိုးရဆိုတဲ့ဟာဘာမှမလုပ်နိုင်ဘူးတဘောပေါက်လားခမရခွေးလောက်ကအစိမ့်မရှိဘူးเนาะတကယ်ကိုနားမလဲတာခမရတကယ်နားမလဲတာခမရကျွန်တော်တို့ကမမှန်ကန်ကန်ကိုပြောစီခြင်းတယ်ခမရမမှန်ကန်တော့ကျွန်တော်တို့ကအာဒါရကန်ကြိုးစုံမယ် ပြည်ခိုင်ရောမကြိုက်တာဒါကျွန်တော်လည်းလုံးလည်းမဟုတ်ဘူးပြည်ခိုင်ရောဦးနေအောင်မဲဆွဲတယ်အဲပြောတယ်ဒါ तू ကြိုက်တော့ तू လုံးတယ် तू လုံးချင်တော့လုံးတယ်ဒါ तू ရဲ့ကိုပိုင်လို့လက်ခွဲကျွန်တော်ပြောတဲ့အကြောင်းမရှိဘူးခေါင်းထဲလည်းမရှိဘူးဒါပေမဲ့ခမားပြောတဲ့ဇကားကဗုဒ္ဓဘာသာနဲ့လည်းတက်ဆိုင်လာတယ်နောက်တစ်ခါကျတော့ပြောလိုက်တဲ့ဟာတွေကစောက်တလွဲတွေကိုပြောတယ်ဒါကခင်ဗျအတိုက်ကြီးပြီးအချိန်မရှိတော့ကျွန်တော်ထောက်ပြတာ ဒီလိုပြောတဲ့အကြောင်းညာလူငယ်တွေအတိအမြင်တွေမှားမှာဆိုလို့ပြောတာပါနော်ပြည်သူပြည်သူဆိုတာကတခိုးလဲပြည်သူဖားတယ်လဲပြည်သူဘာလဲပြည်သူဆိုတာမဟုတ်ဘူးနော်အဲဒါတွေဒါတွေပြောလို့မရပြည်သူဆိုတာလုံးတော့ပြလိုက်တာသိရမလားထောက်ထဲမှာနေတဲ့ကောင်လဲပြည်သူပဲတခိုးလဲပြည်သူပဲဖားတယ်ဘာလဲပြည်သူပဲဟိုလဲပြည်သူပဲဝယ်ရမယ့်ပြည်သူပဲပြည်သူအထိုင်ရခိုးတရားမယ်ဆိုတာလဲဒါလည်းမဟုတ်ဘူးဘာမှမဟုတ်ဘူး နော်ဒါလေးကိုသိစေခြင်းနဲ့အကြောင်းလေးကိုဘာကြီးမိမောင်းထုတ်ပြတာဖြစ်ပါလေဘာပဲပြောပြောကို့အတိညာကို့အတွေးခွန်နဲ့တွေးခေါ်ကြပါဒါဘာကြီးကထောက်ပြယုံမှာတက်တက်ပါနော်ဘယ်သူမှအမုံမပွားမရှိပါဘူးတခါလေဒေါသဖြစ်သွားတဲ့ကိစ္စမျိုးရှိပါတယ်အားလုံးကိုလည်းအဲဒါနားလဲပေးလိုက်ကြပါစီလို့ညွှန်လဲပါလေလူတာတွေပြေးပါစီဗျာ